ြားတက်ပြီးတတိလိမိမျိုးနေတဲ့ gas ရဲ့အာယုံလေးမှာအမောင်သားရဲ့ထားကြွနေပြီးမင်းငေါ့ဒီတန်ချိုးလေးကြီးလောင်းနေချုပ်ထားလို့ရမယ်မထင်နဲ့ငေါ့ပထမဆုံးချိန်မင်းဝစ်ဆင်လိုက်တဲ့ငါလွတ်လပ်သွားပြီကွဟိုဆုံးမလေးရဲ့သူ့အစ်စင်နဲ့ငေါ့ကိုထိန်းချုပ်လို့ရမယ်လို့ထင်နေသေးတယ်ခဏပဲရမယ်မင်းမိတ်ဆွေမင်းဘွားရဲ့နှွေးတက်လေးကြည်နူးဖို့ကောင်းပါရဲ့ငါဝမ်းသာတယ်မင်းနဲ့သူတို့ခင်တွယ်နေပြီမှလားအေးဒါပေမဲ့သူတို့မင်းနဲ့နီးစပ်လေးလေး များများပတ်သက်မိလေလေသူတို့တေရှင်တရားနဲ့နီးလာလေလေပဲတနည်းကြရင် eclipse မှာတော့မင်းရဲ့အဖွဲသားဟောင်းနေလိုမျိုးသူတို့လည်းတနည်းမှာတစစီဆွဲပြဲခံရတက်ခံရလိမ့်မယ်မင်းသူတို့ကိုခင်တွယ်လေလေမင်းပိုခံစားရလေလေပဲအဲ့လိုဖြစ်လာမှာဘယ်သူမှမတားနိုင်ဘူးကွမင်းကငါ့အပိုင်းပဲမင်းကငါပဲဝါမျိုးမယ်အမုံတရားတွေဒေါသကြီးနဲ့လက်စားချေဖို့ကိစ္စကိုပြီးပြအောင်လုပ်ရမယ်ဂျားရဲ့ချစ်ချင်းမြတ်တာတွေမိတ်ဆွေတွေလိုအနှောက်အယှက်တွေဆောက်ရေးမပါဘူး ငါတို့အလုပ်ကအဲ့တိတ်ငဲတောင်းမယ်နေတကြွတ်ကြွတ်မြီအောင်ဝါးစားပြစ်ဖို့ပဲငါတို့လက်စားချေမှုပြီးပြအောင်အမြန်ဆုံးကောင်းတဲ့ပေါ်ရမယ်ဒါပေမဲ့အခုတော့ငါလိုက်နာပါမယ်အသက်ကိုဖြည်းဖြည်းရှူရင်ဟိုးအမောင်တို့ရဲမှာတိတ်တဆိတ်နေပါမယ်တန်ချိုးရည်နဲ့ချုပ်ပါဖိနှိပ်ထားစမ်းပါငါရဲ့စွမ်းအားကိုစူးစောင်းတို့လောင်ရင်းနဲ့ငါအေးအေးဆေးဆေးနေပါမယ်အေးတနေ့ကျရင်ပို့ကွာဆိုပြီးပြောပြီးမှ gas လေတတိပြန်လေလာပါတယ် ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦး gas ထထိုင်လိုက်ရင်းနေဘာဖြစ်ခဲ့ရလဲဆိုပြီးတွေးနေတော့မှာပဲခွေးမသားလေးရောက်လာပြီးတာယူတာယူတမောတွေရင်းချတာဆောက်ရမ်းမိုက်တာပဲဘုံနေတောင်းအောင်နဲ့ရှဲပြင်းတာဟာဆိုပြီးအတန်ကြီးစွတ်ကန်အော်တော့အကုန်လုံးနာညီးပြီး gas လည်းအတွေးပြက်နူးနူးကြကြဖြစ်သွားပါရီဟိုဝမ်ပိုင်းလေးမှာရောက်နေတာကြောင့် gas က ဒီအောက်မှာမှောင်ပိနေရပဲအပေါ်သွားကြရအောင်ဆိုပြီးပြောလိုက်ပါတယ်မောသားကြီးတစ်ဖွဲ့လုံးပျော်ပွဲရှင်ပွဲလို့တောက်စားနေကြပြီးအီရှိဒိုနဲ့ဆာဘီကိုကိုလည်းဝင်ဖြုတ်နေကြပါတယ်မန်နီဖီကိုကရောရော့ဒရစ်ကိုတနည်းအားခေါ်သွားပြီးကိစ္စတစ်ခုကိုဆွေးနွေးနေပါတယ်မန်နီဖီကိုကငါမင်းတို့ကောင်းနေပြောနေတဲ့အထဲမှာနတ်တငယ်တွေရဲ့ကျွန်းစကဲလစ်အိုင်လန်ဆိုပြီးကြားလိုက်ပါတယ်အာတကယ်တော့ဒန်နာကြီးမဟုတ်ဘူးကွာအပြင်မှာတကယ်ရှိနေနိုင်တယ်အခုတင်မောပေါ်မှာနေနတ်တငယ်နှစ်ကောင်ပါနေရတတ်တည်ပဲ ်အမင်းကူညီတောင်းရင်နဲ့ရော့ဒရစ်မြင့်တင်းမောနဲ့အမြောက်အားရည်နဲ့ဆိုရင်ငါတို့ဒန်နာယီလာနဲ့တငယ်ချင်းစကဲလီအိုင်လန်ကိုတင်ပိုက်နိုင်လိမ့်မယ်ဆိုပြီးပြောလိုက်တော့ရော့ဒရစ်ကြောင်သွားပါတယ်တင်ပိုက်မယ်ဟုတ်လားဆိုပြီးရော့ဒရစ်ကမယုံနိုင်လို့ထက်ပြီးတော့ဟုတ်တယ်ဒီနဲ့တငယ်တွေကအဲ့ရဝင်ပုံမြင်နေရဲမှာတော့အမြဲပါခဲ့တာလူတိုင်းကလူချင်းကြမှာပဲဒီကောင်လေးရဲ့ကျွန်းဝန်သာတင်ပိုက်နိုင်မယ်ဆိုရင်ငါတို့နဲ့တငယ်တွေကိုဖမ်းဈေးကောင်းကောင်းနဲ့ရောင်းစားလို့ရပြီဆိုပြီးစောက်ယူထနေပါတယ် ရော်ဒရစ်ကာရိုကလီကလာအကြံဖြစ်တင်ရာကြောင့်စိတ်ကြင်နေအောင်ဆိုပြီးသဘောတူတယ်လို့ပြောရင်ထွက်လာခဲ့ပါတယ်။အဲ့လိုထွက်လာရင် ရုတ်တရက်ဖနက်တရံချွတ်ထားတာကိုတွေ့လို့မော့ကြည့်လိုက်တော့ဖာနီစ်ကရွက်တိုင်ထိန်သားမှာလေညင်းခံနေရတွေ့လိုက်ရပါတယ်။ဖာနီစ်လိုလမ်းခေါ်လိုက်ရင်စကားပြောဖို့တက်သွားပါတယ်။ဗမျက်ဖြစ်လို့လဲဖာနီစ်ဘာရစိတ်ညစ်စရာရှိလို့ဒီမှာတယောက်ထဲလာနေရတာလဲဆိုပြီးရော်ဒရစ်ကမေးလိုက်တော့ဖာနီစ်ကဘာမှပြန်မဖြေပဲမျက်လှော်လေးကိုချရင်လေအေးရီကြောင့်ချမ်းနေလို့လက်မောင်းလေးကိုပွတ်နေပါတယ်။ ရော်ဒရစ်ကလည်းလူကြီးလူကောင်းဆန်ဆန်မဲအေးနေတဲ့ Farnis ကိုသူ့ရဲ့ကုတ်အင်းကြီးနဲ့အပေါ်ထက်ထပ်ပေးလိုက်ပါတယ်။အဲရမာ Farnis လည်း Rodrick ကိုသူ့စိတ်ထဲအဆင်မပြေတဲ့အရာကိုပြောပြလိုက်ပါတယ်။အမရဲ့မော်ပညာလေ့ကျင့်တဲ့အနေနဲ့လက်ပြလွှင့်ကြည့်ရယ်။အဲ့ချိန်မှာပေါ်ပါလွတ်လပ်နေပြီးသဘာဝတရားကြီးကိုခံစားရင်းနဲ့အရန်လဲစိတ်လှုပ်ရှားပြီးပျော်နေမိရယ်။ဒါပေမဲ့လက်ပြလွန့်ပြီးလို့လက်တွေ့ဘဝလက်တွေ့ခံတာကိုပြန်ရောက်တဲ့အခါကျမကဘာမှမဟုတ်တဲ့တီရှိမှုလေးတစ်ခုပဲလို့ခံစားရရယ်။ကျမဘယ်နေရာမှလည်းသုံးမှုမမှု။ ဆီယာမလိုမျိုးတော့သူ့ကိုဆေးကုပြုစုမပေးနိုင်ဘူးဆိုပြီးပြောလိုက်တော့ Rodrick က gas ကိုမနာလိုလိုက်တာလို့တော့တွေးမိသွားပါတယ်အဲ့လိုတော့မဟုတ်ပါဘူး Farnis မိမိတ်ဆွေရသူတို့သက်ဆိုင်ရာနေပဲမှာထူးချွန်စွန့်ထက်ကြတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒါနေပဲကိုကိုကိုအသုံးမကျဘူးလို့မတွေးသင့်ဘူးလေမအောင်တင်မောရာရှိကပ္ပတန်ရဆလို့ထမင်းချက်ဟင်းချက်ကြမ်းတိုက်တဲ့အထိအကုန်လုံးအောင်ကိုတာဝင်ကိုကြေးရတာပဲတယောက်ချင်းစီတိုင်းအရေးပါတယ်တနေရာရချွတ်ရင်သွားလိုက်တာနဲ့ပင်လေထဲမှာရွက်လွန်ခီးဆက်ဖို့အဆင်ပြေတော့မှာမဟုတ်ဘူး ပြီးတော့မင်းကဟိုစိတ်မမှန်တဲ့ကောင်မလေးကိုတာဝန်ယူစောင့်ရှောက်ပေးနေရမလားတကယ်တမ်းကြည့်မေဆိုရင် gas ကျေးဇူးအတင်ဆုံးအာအကူဆုံးဖွဲ့သားမင်းမဖြစ်မှာဘာဖြစ်လို့လဲဆိုတော့သူ့အတွက်အမျက်နှိုးရဆုံးလူကိုမင်းကစောင့်ရှောက်ပေးထားတာမှတ်လားဆိုပြီးပြောလိုက်ပြီးကမှသူ့စကားမှားသွားတာကိုရိမ့်မိလိုက်ပါတယ် Farnis ကတော့အနှဲငယ်စိတ်သက်သာရရသွားပြီးရှင်ပြောတာမှန်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်လို့ပြောလိုက်ပါတယ် ပျော်ပွဲရှင်ပွဲပြီးလို့အားလုံးမူပြီးမှောက်နေအိတ်နေကြပြီမဲ့ gas တယောက်ကတော့ပင်လေလေညင်းခံရင်းနဲ့ပြင်းပေါက်ပေါက်မှထိုင်ပြီးအတွေးများနေပုံပါပဲဒီမန်ကဖန်တွေကလည်းဘာစာကြီးထင်ရှားတဲ့ပန်တွေတခုပါတက်အောင်မှာပဲရှိနေသေးရဲ့မကောင်းဆိုးဝါးမျိုးတော့ဝင်းတန်းမှာတော့ညအမောင်ရည်ကိုခိုးပြီးလူတစုကလျှို့ဝက်ပြီးစကားတွေပြောနေကြပါတယ်မြန်အရာရှိဖြစ်တဲ့လပန်းကသူရခဲ့တဲ့သတင်းတွေကိုဝင်းကြီးမစ္စတာဖော့စ်နဲ့တော်လန်အေးသမားတိတ်တဆိတ်လှုပ်ရှားသူတွေကိုပြောပြနေရပါ လဗန်ကကန်နစ်ကဥဆောင်တဲ့ကူရှန်စစ်တပ်ကြီးကဗြိတိန်နစ်မျိုးကိုတိုက်ခိုက်တုံးမှာတိုင်းငတ်ဖွဲ့ရဲ့ဂျားပြတ်နိုင်ယူရာကိုခံလိုက်ရတယ်ဆိုပြီးပြောတော့မဖြစ်နိုင်တာကူရှန်တပ်ကအင်အားနှစ်သိန်းကျော်တောင်ရှိရနော်အတီးတိုင်းငတ်ဖွဲ့အနိုင်ယူရာခံလိုက်ရတာလားတိုင်းငတ်ဖွဲ့ရရဘယ်ဟာပေါ်လာတာလဲသူတို့တွေပျောက်နေရကြပြီလေဆိုပြီးတယောက်တစ်ပေါက်ပြောရင်းနဲ့မယုံကြည်နိုင်ဖြစ်နေကြပါလေလဗန်ကဆက်ပြီးဒီသတင်းကတေးကြကြောင်း ပြီးတော့နောက်ထပ်အရေးကြီးတဲ့သတင်းတစ်ခုကခူရှန်နေကျူးကျော်တာခံရပြီးကြတဲ့ပျောက်ကွယ်နေတဲ့မင်းသမီးလေးချလိုရလေတိတ်ငက်ဖွဲ့နေတူဘေကင်းကင်းရှိနေရလို့ပြောလိုက်တော့တော်ဝင်သွေးတော်ဝင်မိသားစုတယောက်ကြံ့နေသေးတာပဲဟောင်းနိုင်ငံမပြတ်သုံးသေးဘူးလို့ဝမ်းသာအားရရည်ရွယ်လိုက်ကြပါတယ်ခူရှန်အီအခုလိုဘက်ပေါင်းစွာအားနေနေချိန်မှာအခွင့်ကောင်းယူပြီးပုံကန်ကြဖို့ဆွေးနွေးနေကြပါတယ်ဒါပေမဲ့ခူရှန်နေစီမှာဖန်ခံထားရတဲ့မစ်လန်နိုင်ငံတော်ဝန်လုံးကအွယ်ကောင်းမျိုးသမီးတွေကအကျဉ်းသားဖြစ်ရှိနေသေးတာကြောင့် သတိလက်လွတ်လျှောက်လို့ရင်အဲ့အမျိုးသမီးရဲ့အသက်အန္တရာယ်ရှိကြောင်းတွေးရပြန်ပါလေအဲ့အချိန်မှာကလေးတွေကတည်ရင်နူပြီးထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမက်နေကြောင်းကလေးထင်းတော်ကြီးကလာပြောပါလေဝင်းဟီဖော့စ်ကကလေးတွေဘာဖြစ်တာလဲဆိုပြီးမေးလိုက်တော့သူ့သမီးလေးအဲလစ်ကစားပြီးဖေးသမီးနဲ့ဒီကလေးတွေအားလုံးအိမ်မက်တစ်ခုတွေကိုတူတူမက်တယ်ကိုယ်ရင်တော့အလင်းသိမ့်ငယ်ရဲ့အိမ်မက်လိုမျိုးပဲဒီခါမှလည်းအားလုံးတူတူမက်တာ ဒီတစ်ခါကျာလာမိုက်ကြအောင်မောင်းပိန်ပြီးအလင်းရောင်မမြင်ရတဲ့ညတညမှာခါရင်းရှိနေတဲ့မြူကိုးတွေကလွန့်စင်ပြောက်ွယ်သွားပြီးမြူကိုးတွေနဲ့တူခူရှန်စစ်သားတွေမကောင်းဆိုးဝါးတွေလည်းပြောက်ွယ်သွားတယ်အဲ့လိုပြောက်ွယ်သွားတာနဲ့ဝင်းတန်းမြို့ထဲမှာရှိတဲ့ပြည်သူတွေမဟာမိတ်တွေအားလုံးမြို့ပြင်ထွက်ရမယ်လို့အိမ်မက်ထဲမှာပြောတယ်အားလုံးမြို့ပြင်ထွက်ပြီးတော့မနဲ့မိုးလင်းတဲ့ချိန်မှာလည်းကိစ္စတွေကမပြီးသေးဘူးအီယာမအိမ်မေးတစ်ခုပေါ်လာပြီးနေမင်းကြီးကိုဖုံးထုတ်ထားနိုင်တဲ့အထိတ် ြို့ကြီးတစ်ခုလုံးနင်းချေပစ်နိုင်တဲ့အထိကြီးမာပြီးကြောက်စရာကောင်းတယ်။ဒါပေမဲ့အဖေတို့စိတ်မပူပါနဲ့။ဒီစချိန်မှာလည်းတိမ်ငက်ရောက်လာပြီးအရေးမဲယူအနိုင်ယူအမောင်ခွင်းပြီးအလင်းဆောင်ပေးလိုက်မိ။ပြီးရင်တော့သမီးတို့အားလုံးမျောလင့်တောင်းတနေခဲ့တဲ့တာယာရဲ့အာယုံဦးကရောက်ရှိလာလိမ့်မယ်ဆိုပြီးခလေးတွေကပြောပြလိုက်ပါရယ်။နောက်တနည်းမနဲ့အစောမှာတော့တိမ်ငက်ဟာသူ့ရဲ့တက်ဖွဲ့နဲ့တူကန်နစ်ကရှိရာဝန်ထမ်းမျိုးစီကိုခြိတက်လာနေပါရယ်။ Griffith နဲ့ Charlotte တို့ကတော့ပုတ်ရဟမင်းနားမှာရှိနေပြီး အသက်ကြီးလာတဲ့ပုပ်ရဟန်းမင်းကြီးကိုခီးရှည်ထွက်တဲ့ထဲခေါ်လာရတဲ့အတွက်ခီးပန်းရတဲ့အတွက်အာနာမိပါရဲဆိုပြီးပြောတော့စိတ်မပူပါနဲ့အရှင်မင်းသမီးလေးနဲ့ Lord Griffith တို့ရဲ့မင်္ဂလာပွဲကိုကောင်းချီးပေးပြီးမှ Lord Griffith ရဲ့ဥကောင်းပေါ်မှာတရပူဆောင်းပေးပြီးဘီရင်ဖြစ်ချီးမြှောက်ပြီးမှသာတည်ရင်တည်လိမ့်မယ်အဲ့ကိစ္စတွေကိုမလုပ်ရသေးသမျှကြုံလုံးဝတည်မှာမဟုတ်ဘူးဆိုပြီးဝမ်းသာအားရပြောလိုက်တော့ Farnish တောင်နည်းနည်းရှက်သွားပါတယ် ဆိုနီကချားလို့ရှိရယထားလုံးနားမှာစကားပြောနေရာကြောင့်မနာလူသဝင်တို့ဖြစ်နေရပါတယ်။ဆိုနီယာဂရစ်ဖင်နားကပ်လာပြီးတလူလူလွင့်နေတဲ့ဝိယုံနဲ့သူ့ကိုယ်သူခြုံရင်းကလေးလေးတယောက်လိုလုံနေရောမြူးကစောက်ဘောလုံးနေနေဆိုပြီးလမ်းအောင်လိုက်ပါတယ်။မြူးကရောခြိတက်လာနေတဲ့သူတို့စစ်တပ်ကိုပြန်ကြည့်ရင် တကယ်ဆိုရင်ဒီတပ်ဖွဲ့ကဟော်လီစီမဟာမိတ်နဲ့သက်ဆိုင်တဲ့တိုက်ပွဲကိုတိုက်ရမှာဒီထက်ပိုပြီးအင်အားများများပါတဲ့နေအခုတော့အချို့မဟာမိတ်နိုင်ငံတွေကစစ်တပ်အင်အားများများမထောက်ပံ့ပေးလိုက်တာကြောင့် အင်အား2သိန်းလောက်ရှိတဲ့ခူရှန်တက်တွေကိုငါတို့ကထောင်ကနန်းလောက်နဲ့ရင်ဆိုင်ရတော့မယ်ဆိုပြီးတကူရဲရည်ရွယ်နေတော့မှာစိတ်မပြတ်ပါနဲ့ဆိုတဲ့တန်နေလိုကတ်ကအနားရောက်လာပါတယ်မာမိတ်တက်တွေကငါတို့အချိန်ဆွဲရုံလောက်ပဲတက်နိုင်မယ်ချင်းနေတာငါတို့ငါးစာအဖြစ်ထိုးကြွေးပြီးနောက်မှသူတို့ကအင်အားများများတုံးခူရှန်နေအာယုံများနေချင်းအားနေနေချင်းမှာဝင်သိမ်းမှုကြံစီထားတာဖြစ်မယ်ငါတို့မရှိတော့ရင်ငါတို့နေမြေတွေသူတို့အတွက်အမျက်ကြံမယ်လीအဲ့ဒါသူတို့လိုခေါင်းဆောင်နေရဲ့တွေးထဲမှာရှိတဲ့နိုင်ငံကြီးပဲ ဒါပေမဲ့မကြတော့ပါဘူးဒီလိုနေမီကိစ္စကြီးနိုင်ငံရေးအသေးပွဲတွေကအေးပါတော့မှာမဟုတ်ဘူးတိတ်မကြခင်မှာအာယုံဥကရောက်လာပြီးကဘာကြီးရဲ့နေမင်းဆက်ရလဲထွန်းလင်းလာလိမ့်မယ်လို့လူကတ်စ်ကပြောလိုက်ပါတယ်ငွေနိုင်မျိုးရဲ့ရဲတိုက်ထဲမှာတော့အေခရစ်ကန်နိစ်ကောက်ဒိုင်ဘာအတင်းလိုက်တားနေရပါတယ်အရှင်မီစောင့်မအောင်ဆိုပြီးနောက်ကလိုက်နေပြီမြင်ကန်နိစ်ကာကတော့တိတ်ဆန်ဒိုင်ဘာအခြားနည်းမရှိဘူးငါတော်လောက်ရမယ်ဆိုပြီးကျုံးွားလိုက်ပါတယ်ဒါပေမဲ့ရှင်မီဒါအရန်အန်ဒီအများကြီးလေ အလုတ်ဖြစ်မဖြစ်တော့မသေးကြဘူးအနည်းဆုံးတော့မွန်းစတာတစ်ကောင်အောင်နဲ့အရင်စမ်းကြည့်တဲ့မှာလေဆိုပြီးဒိုင်ဗာပြောတော့ငါမင်းကိုပြောနေရလေဒိုင်ဗာငါမှရွေးစရာမရှိဘူးငါဒါတော့လုတ်ကိုလုတ်ရမယ်ကွအဲ့ချိန်တော့ तू ကငါရှိမှအသက်တောင်ပြင်းပြင်းမရှိဘဲတီတီငင်ငင်အေးအေးဆေးဆေးလေးယက်နေခဲ့တာဒါပေမဲ့အဲ့လိုယက်နေရလေးနဲ့တော့မှငါအစိမ့်စိမ့်မောမောဖြစ်သွားသလိုပဲသူ့ကိုလက်တော့ပြန်မို့မပြောနဲ့ငါကငါတော့မပြူလဲတော့တော်ထင်းချုပ်ထားရတယ်အဲ့မှာငါတိသွားတယ်သူနဲ့ငါအဆင်အထူတူတော့မဟုတ်ဘူး သူ့ကိုငါအခုချိန်နေနဲ့နည်းနည်းလေးမှမရှင်းနိုင်ဘူး။ငါရဲ့အင်အားသိမ်းရှိတဲ့စစ်တပ်တွေကလည်းသူ့ကိုချစ်ရလေးတစ်ချက်တောင်ထင်အောင်လုပ်နိုင်မှာမဟုတ်ဘူး။ငါသိတယ်။အရှုံးပဲ။အဲ့ဒါရှုံးနေမှုပဲ။အဲ့လိုရှုံးနေမှုတွေကိုငါလက်မခံနိုင်ဘူး။အဲ့တော့ငါလုံမယ်။ငါမှရွေးချယ်စရာမရှိဘူး။အပေါ်စတယ်တကောင်ရဲ့စွမ်းအားအကန့်အသတ်တွေကိုကြော်လွန်အောင်လုပ်မယ်။ငါရဲ့ limit ကိုဖောက်ထွက်ပြစ်မယ်ဆိုပြီးသူ့ကိုယ်သူတန်ကျိုးရည်နဲ့ခြိလိုက်ပါတယ်ပြီးတော့ driver တားနေရဲ့ဂျားကနေတန်ကျိုးနဲ့တွဲလောင်းခြိထားတဲ့သူ့ခန္ဓာကို လူလုထားတဲ့ Vehele Monster ကြီးရှိရာစီကိုနှိမ်ချခိုင်းလိုက်ပါတယ်။ဒီလူလု Vehele ကြီးတနည်းအားဖြင့် Man-made Vehele ဆိုတာကတော့ခူရှန်နီရဲ့မိစ္ဆာတက်ကိုမွေးဖွားပေးနေတဲ့တက်ရှိကြီးတစ်ကောင်ပါ။ဒီကောင်ကြီးအကြောင်းကိုတော့နောက်မှသေချာထပ်ရှင်းပြပါမယ်။ဒီကောင်ကြီးကိုဖန်တီးထားတဲ့သူကတော့ Diver ပါ။အခုလောလောဆယ်မှာတော့ Apostle ဖြစ်ပြီးသား Candice ကိုနောက်ထပ် Apostle တစ်ဆင့်ထပ်ဖြစ်အောင်ပူချမ်းအောင်လုပ်ပြီးမြန် Monster ကြီးလို့မှတ်ထားလိုက်ပါ။ ဒီလိုနဲ့ Ganesh ကမမ်မိတ်ဘဲဟဲလ်တဲ့ထဲကိုရောက်သွားပြီး Apostle ဖောင်ပြောင်းရင်သိငရာမင်လာစမ်းမှာမျောစင်မကောင်းစွာကြီးရဲ့ပေါ်ထွက်လာမှု မျက်ဝါးထင်ထင်တွေ့စေရမယ်လို့ကြုံဝါလိုက်ပါတယ် Ganesh ကအထဲရောက်သွားတာနဲ့ဝင်းနှန်းတစ်မြို့လုံးမှာမြူကိုးတွေထလာပြီးရဲတိုက်စီကိုလွန့်လာနေပါတယ်အိမ်မက်မက်ထားတဲ့ပြည်သူတွေကတော့သူတို့အိမ်မက်ထဲမှာပြောတဲ့အတိုင်းအပြင်းမထွက်ပဲအထဲမှာပုန်းနေကြပါတယ် မြူကိုတွေလွတ်နေရလမ်းမှာရှိတယ်ဆင်းကြီးရတော့မြူကိုတွေဖြက်ပြီးသွားတာနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အသားစာတွေမျက်လုံးတွေအသွေးသားတွေအကုန်လွန့်ပါသွားပါတယ်ဒလုံးနဲ့မိချောင်းတွေကြားတွေရှိရှိသမျှတွေ့တွေ့သမျှတက်ရှိတွေအားလုံးရဲ့အသွေးသားတွေကမြူကိုတွေနဲ့တူမျောပါသွားပါတယ်ခူရှန်စစ်သားတွေကမြူတွေထလာတာကြောင့်ဘာဖြစ်တာလဲဟာဆိုပြီးကြည်နေကြတော့မှာမြူတွေကသူတို့ကိုပါဖြတ်သွားပြီးအယိုးတွေသားတွေအကုန်လုံးတိုက်စားသွားပါတယ်နန်းတော်တော် ရဲရိုက်တဝိုက်နဲ့ရှိရှိသမျှနေရာလက်မကျန်မြူရီပြေးသွားပြီးအားလုံးရဲ့အသွေးသားတွေကဂန်နေရှ်ကပြန်လည်မွေးဖွားရစီကိုစုလာနေကြပါတယ်။ဒိုင်ဗာရောဘေးကနေကြည့်ရင်အခြေအနေကိုသတိထားမိနေပါတယ်။အသွေးသားတွေစုပြီးအပေါ်စတယ်ခန္ဓာကိုအစ်ပြန်လည်မွေးဖွားလာနေရအောင်ဒိုင်ဗာသိပါတယ်။ဒီမမ်းမိတ်ဗဲဟလစ်ကြီးကိုငါ့ဘဝတစ်ခုလုံးယဉ်ပြီးအကြာကြီးဖန်တီးခဲ့တာ။အခုတော့ထူးဆန်းမကထူးဆန်းတဲ့ຢာတစ်ခုကဖြစ်နေပြီ။ပြန်လည်မွေးဖွားပြီးသားຢာတစ်ခုကနှစ်ချော့ပြန်အောင်ထပ်မွေးဖွားလာနေပြီ။ ဒီလိုကိစ္စမျိုးကဘယ်တော့မှဖြစ်ခဲ့ဘူးတော့မဟုတ်ဘူးလို့ရည်ရွယ်လိုက်ပါတယ်။မြူကိုးတွေစုနေတာပြီးသွားပြီးကင်းရှင်းသွားတဲ့ချိန်မှာတော့အဆောက်အဦတွေထဲမှာပုံနေတဲ့ဝင်းတဲ့မျိုးသူမျိုးသားတွေထွက်လာပြီးမြူတွေရှင်းသွားပြီ။အိမ်မက်ထဲကအတိုင်းမြူတွေရောမကောင်းဆိုးဝါးတွေကိုရှင်းသွားပြီးဟာလို့အချင်းချင်းပြောနေတော့မှအားလုံးနားထောင်ကြပါ။ကျုပ်တို့ကမစ်လန်စစ်တပ်ရဲ့သူရဲကောင်းတွေပဲ။ခမရတို့ကျုပ်တို့မက်ခဲ့တဲ့အိမ်မက်ထဲကအတိုင်းဒီမျိုးကနေအားလုံးထွက်သွားတဲ့နေဆိုတော့သိကြမှာပါ။အဲ့တော့အခုကျုပ်တို့ထွက်သွားဖို့ပြင်ကြမယ်။ ဒီစကားတွေကိုလည်းနီးဆက်ရပြည်သူတွေစီသတင်းဖြန့်ပေးပါမြို့တွေကထွက်သွားရင်ပစ္စည်းတွေအများကြီးမတည်ခဲ့နဲ့နှစ်ရက်သုံးရက်စာရိတ်ခါပဲယူရမယ်ပြီးတော့အလောလဲကြီးကြမလို့မနေ့မရောက်ခင်ဒီကျောက်တို့မှာအချိန်တွေအများကြီးရတယ်အကယ်၍ကိုယ်ပတ်ဝန်းကျင်မှာပြည်သူတွေကတက်ကြီးရွယ်ဝတွေဖျားနာနာမကျန်းဖြစ်နေသူတွေမလှုပ်ရှားနိုင်တဲ့သူတွေရှိရင်ကျောက်တို့ကိုလာပြောပါကုညီပြီးမြို့ပြုံတဲပေးသွားမယ်လို့လပန်းကတိကျပြတ်သားတဲ့မိန့်နေပေးလိုက်ပြီးပြည်သူတွေကလည်းချက်ချင်းတိတိကျကျဆောင်ရွက်ကြပါတယ် လပန်းဟာသူ့တက်စိတ်တစ်ခုကိုပြည်သူတွေကိုကူညီဖို့ထားခဲ့ပြီးကြံတဲ့သူတွေကိုတော့သူကိုယ်တိုင်ဥဆောင်ရင်းနဲ့အမျိုးသမီးချင်းသားတွေကိုကယ်ဖို့ရဲတိုက်စီချီတက်လာခဲ့ကြပါတယ်ရဲတိုက်ပတ်ဝန်းကျင်ရောအတွင်းမှာပါဘသူမှမရှိပေဂျက်ဝစ်တန်စာတွေလက်နက်တွေကထူးထူးဆန်းဆန်းပြန့်ကျဲပြီးတိတ်ဆိတ်နေတာကြောင့်တခုခုတော့မူမမှန်တာကိုသတိထားမိလိုက်ကြပါတယ်ဒါပေမဲ့တုံဆိုင်နေဖို့ချိန်မရပဲအဆောင်တွေမရှိတာကိုခွင့်ကောင်းယူပြီးအချင်းသားတွေထားရအခန်းစီကိုတော့တော့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကိုတုံးလုံးနဲ့အကူညီမဲ့ကြောက်ရွံ့နေတဲ့မျိုးသမီးရဲ့အများကြီးကိုတွေ့လိုက်ရပါတယ်။မကြောက်ကြပါနဲ့။တုတ်တော့ခမားတို့လာခဲ့တာပါ။အခုအားလုံးဘေးကင်းပါပြီဆိုပြီးပြောလိုက်တော့အားလုံးဝမ်းသာလွန်းလို့မယုံနိုင်ဖြစ်နေကြပါတယ်။အသက်ရှင်ပြီ။အသက်ရှင်ပြီ။ငါတို့ကြီးကယ်တင်ခံရပြီ။တကယ်ကြီးကယ်တင်ခံရပြီပဲ။အလင်းသိန်းကငါတို့ကောင်းချင်းနေပဲယူဆောင်လာပေးရပဲလို့ဝမ်းသာအားရအောကြားဟစ်ကြရင်းနဲ့လက်ပန်းကိုပျော်လွှမ်းလို့ဖက်လိုက်ပါတယ်။လက်ပန်းကတော့လူခွဲပြီးအခြားချင်းငန်းတွေကိုဖွင့် အားလုံးကဲပို့မိတ်ပေးလိုက်ပါရယ်မြို့သမီးကျင်းသားတွေဟာထင်ထားတာထက်ပိုများပြီးအများကြီးမှအများကြီးဖြစ်နေရကြောင့်ဒီလူတွေအားလုံးမီအော့တူဝဲလမ်းကြောင်းကနေချိန်မီကဲထုတ်ပေးလို့မရပဲလပန်းအကြံအိုက်နေရပါရယ်အဲ့ချိန်မှာဘီနာမြေပေါ်မှာပုံကျနေတဲ့ခူရှန်ဂျက်ဝစ်စုံကိုမြင်ပြီးအကြံရသွားပါရယ်ဖះเจ้าရှိမှအစင်းသင်းဖြစ်ပြီးမြို့ပြင်ထွက်ဖို့စောင့်နေတဲ့ဝန်ထမ်းပြည်သူတွေကရုပ်ကြီးရဲ့ခူရှန်စစ်တပ်ကြီးသူတို့စီရှောက်လာလို့လန့်သွားပါရယ်အားလုံးလမ်းဖြတ်နေတဲ့ချိန်မှာလပန်းထွက်လာပြီး အားလုံးရက်လိုက်ကြသူတို့ကခူရှန်နေမဟုတ်ပါဘူးအလန့်ရဖြစ်စီမိတာတောင်းမှန်ပါလေလို့ပြောရင်းနဲ့မျက်နှာဖုံးတွေချွတ်ပြခိုင်းလိုက်တော့မှအားလုံးသဘောပေါက်သွားပါလေလဗန်းတို့ဟာမိန်ကလေးတွေကိုဝတ်ခိုင်းရုံနဲ့မကပဲရှိရှိသမျှခူရှန်ချက်ဝတ်တွေကိုလှဲနေပါတိုက်ယူလာပါသေးရဲ့ဒလုံနဲ့အားလုံးကိုဝတ်စုံပြီးဝတ်ဆင်ပေးပြီးခူရှန်စစ်တပ်အယောင်ဆောင်ထားတဲ့ဝင်းတန်းပြည်သူတွေကမြို့ရဲကထွက်လာခဲ့ကြပါတယ်